ို့တွူးချို့ရောကဖြစ်နိုင်ခြင်းမြင့်စေတဲ့အကြောင်းအရင်းများစွာရှိပါတယ်။ဒါကြောင့်ဒီနေ့ဗီဒီယိုလေးကိုကြည့်ပြီးတော့ကိုယ်စီမှာစိကြိုတူကြိုယောဂဖြစ်နိုင်ရည်ရှိမရှိသိရအောင်ဆက်ပြီးကြည့်လိုက်ကြပါနော်။ မအုပ်စုအနေနဲ့အမျိုးအစားတိစီကျိုယောဂအကြောင်းပြပြပေးခြင်းပါတယ်။သူဝေဒနာပြုချက်တွေအရာအမျိုးအစားတိစီကျိုယောဂအကြောင်းကိုတိကျစွာမသိရပေမဲ့ဖြစ်နိုင်ခြင်းမိတဲ့စေအကြောင်းတွေတော့ရှိပါတယ်။အဲ့ဒါတွေကတော့ပထမအုပ်စုအနေနဲ့မိသားစုရာဇဝင် ကိုယ့်ရဲ့မိဘနဲ့မွေးချင်းတွေထဲမှာရှိမယ်ဆိုရင်လည်းကိုယ်မှာဖြစ်နိုင်ခြင်းမြင်ပါတယ်။နောက်တစ်ခုကပတ်ဝန်းကျင်အခြေအနေနောက်ပြီးတော့ကိုယ်ခန္ဓာဆဲတွေပျက်စီးတာပါ။ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုတိုက်ထုတ်တဲ့အခုခံပစ္စည်းတွေပဲဖြစ်ပါတယ်။ဒါပေမဲ့သူတို့ကြောင့်လူတိုင်းမှာတော့စီကျိုမဖြစ်တတ်ပါဘူးနော်။ ပြီးတော့စားသောက်မှုပုံစံတချို့လေးလာချက်တွေမှာနွားနှုတ်ကိုဆောင်းစည်းစွာစားသောက်ဘူးတာဗီတာမင်ဒီစားသောက်မှုနေတာအသက်လေးလာမတိုင်ခင်မှာအဆိပ်အဆံတွေကြွေးတာဒါတွေကြောင့်လို့တော့ဆိုပါတယ်ဒါပေမဲ့ဒီလိုမျိုးအကြောင်းရင်းတွေဟာအမျိုးအစားတည်စီချိုယောဂါနဲ့ဓာတ်ရိုက်ဆက်ဆက်နေကြအောင်တော့အတိအကျမပြောနိုင်ကြသေးပါဘူးနော်အခုဆက်ပြီးအမျိုးသားနှင့်စိတ်ရောဂါအကြောင်းပြပြပေးခြင်းပါတယ်။တချို့ကျောင်းအားတွေကအဖြစ်ပွားနိုင်ခြေကိုတော့မြင့်တက်စေပါတယ်။ကိုယ်လေးချိန်များတာ၊လှုပ်ရှားမှုနည်းတာ၊လှုပ်ရှားမှုနည်းလေအဖြစ်များလေပါပဲနော်။ ကိုလက်လှုပ်ရှားတာကကိုယ့်ရဲ့ကိုယ်လေးခြင်းကိုထိန်းချုပ်ဖို့ဂလူးကို့စ်ကို စွမ်းရည်အနေနဲ့ရယူဖို့ခန္ဓာကိုယ်ရဲ့ဆဲတွေကအင်ဆူလင်ကိုပို့ပြီးတော့အာရုံခံမိစေဖို့အရေးကြီးတဲ့လုပ်ငန်းဖြစ်ပါတယ်။ပြီးတော့မိသားစုရာဆိုရင်ခုနကပြောခဲ့သလိုပဲကိုယ့်ရဲ့မိဘနဲ့မွေးချင်းတွေထဲမှာအမျိုးအစားနှစ်စီးချိုဖြစ်မယ်ဆိုလို့ရှိရင်လည်းကို့မှာလည်းဖြစ်နိုင်ချေပိုများပါတယ်နော်။ပြီးတော့လူမျိုးစု Hispanic, American, Indian, Asian, American ဒါတွေမှာဆိုလို့ရှိရင်လည်းဖြစ်နိုင်ကြည်ပုံများပါတယ်အကြောင်းရင်းကတော့တိကျမသိသေးပါဘူးเนาะ ပြီးတော့အသက်အရွယ်အသက်ကြီးလာတာနဲ့အများအဖြစ်နိုင်ရေပိုများလာပါတယ်။ဒါပေမဲ့အမျိုးအစားနဲ့စီကြိုယောဂါကခလေးတွေအရွယ်ရောက်ခါစားသူငယ်တွေမှာအဖြစ်များတာကိုတော့တွေ့လာရပါတယ်ရှင်။ပြီးတော့ကိုယ်ဝန်ဆောင်စဉ်စီကြိုဖြစ်တာကိုယ်ဝန်ဆောင်စဉ်ကာလမှာကစီကြိုဖြစ်မယ်ဆိုလို့ရှိရင်နောက်မှာစီကြိုဖြစ်နိုင်ခြေကမြင့်တက်လာတတ်ပါတယ်။ ီးတော့အမျိုးသမီးတွေမှာဖြစ်တဲ့ De Polycystic Ovary Syndrome ယောဂါသားဥဝင်အရေးတဲ့ခြင်းယောဂါဆိုပါဒီယောဂါရှိနေမယ်ဆိုလို့ရှင်လည်းအမျိုးအစားနှစ်ဆီချေယောဂါဖြစ်တဲ့ပါတယ်ဒီယောဂါအကြောင်းကိုလည်းကျမတို့ channel မှာပြပြပေးထားပါတယ်ရှင်ပြီးတော့သွေးတိုးတာသွေးပေါင်ချိန်140 90နဲ့အထက်ကိုတက်တာကအမျိုးအစားနှစ်ဆီချေယောဂါဖြစ်နိုင်ခြင်းများပါရဲ့နော်ပြီးတော့ပုံမှန်မဟုတ်တဲ့ cholesterol နဲ့ triglyceride တွေမြင့်တက်တာပဲဖြစ်ပါတယ် အခုဆက်ပြီးတော့ကိုဝင်ဆောင်စီချိုယောဂအကြောင်းပြပြပေးခြင်းပါတယ်။အမျိုးသမီးတိုင်းကကိုဝင်ဆောင်ကိမှာစီချိုဖြစ်တတ်ပေမဲ့တချို့အမျိုးသမီးတွေကသူများတို့ထက်ဖြစ်နိုင်ရှိများပါတယ်။ဘလို့အချိန်လေးဆိုလို့ရှိရင်တော့အသက်အရွယ်က25နှစ်ထက်ကြီးနေတဲ့အမျိုးသမီးတွေမှာဖြစ်နိုင်ခြေပုံများပါတယ်။ပြီးတော့ကိုလေးချိန်ကိုဝင်မဆောင်ကိမှာကိုလေးချိန်များတာကဖြစ်နိုင်ခြေပုံများစေပါတယ်။နောက်ပြီးတော့အားလုံးသိကြတဲ့မိသားစုနဲ့ကိုယ့်ရဲ့ယာဆိုရင်မိဘတွေမွေးချင်းတွေထဲမှာအမျိုးအစားနှစ်စီချိုယောဂဖြစ်တာရှိမယ်ဆိုလို့ရှိရင်တော့ဖြစ်နိုင်ခြေပုံများပါတယ်။ယခင် င်ကိုဝင်ဆောင်ခဲ့တဲ့အချိန်မှာစကြိုဖြစ်ခဲ့ဘူးယင်ခလေးကြီးကြီးမွေးဘူးလို့ရှိရင်လည်းဖြစ်နိုင်ချေပိုများပါတယ်နော်။လောက်ဆိုလို့ရှိရင်ကိုမှာစကြိုတွေးကြိုယောဂအဖြစ်နဲ့ရရှိမရှိဆိုတာကိုစစ်စစ်နိုင်ပြီလို့ထင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။